မင်္ဂလာပါတငယ်ချင်းတို့ရေဒီနေ့မှာတော့အဲကျွန်တော်တို့တငယ်ချင်း၃ယောက်အဲထိုက်ခောက်ဆွဲတုပ်ပူပူဆက်ဆက်ချင်းချင်းလေးတုပ်စားကြမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့အဲအခုစပြီးတော့ဒီခောက်ဆွဲကိုပြင်ဆင်လာတာဖြစ်တယ်ဒီခောက်ဆွဲကအဲနိုင်ဝက်နိုင်ဝက်လောက်ပြင်ဆင်ပြီးတော့မှတုပ်စားလို့ရမှာဖြစ်တယ်အခုကတော့ထိုက်ခောက်ဆွဲတုပ်ထဲမှာထည့်မယ်စစ်ချစ်တော့ ိုတက်ရှည်လုပ်နေတာဖြစ်တယ်အခုကတော့ကျမရေပွဲကိုတက်ရှည်လုပ်มาဖြစ်တယ်ရေပွဲကိုဆေးတဲ့နေရာမှာမဖြစ်မနေဆေးရမယ့်အရာရှိတယ်အဲ့ဒါကရေပွဲရဲ့မျက်လုံး ဒီမျက်လုံးနှစ်ဖက်ကိုထုတ်ရမှာဖြစ်တယ်ဒီတော့နောက်တစ်နေရာတော့သူ့ရဲ့ဒီအလေးပေါင်းဒီအမဲလေးပေါ့နော် ကိုထုတ်ပြီးသွားပြီဆိုရင်ကျွန်တော်ချားနဲ့ပုတ်ပြီးတော့မှစက်ကြမ်းနဲ့နဲ့ပြီးတော့ဆေးမှဖြစ်တယ်ဒါကတော့ဒီဂျင်းငါဖြစ်တယ်ဒီဂျင်းငါကိုလည်းကျွန်တော်တို့ပြန်ပြီးတော့မှတန့်ရှင်းလုပ်မှဖြစ်တယ်ကျွန်တော်ဒီဂျင်းငါလည်းဒီလိုပဲတန့်ရှင်းလုပ်ရမယ့်နေရာလေးရှိရှိတယ်ဒီမျက်လုံးမျက်လုံးနှစ်ခုအာ မနေ့ကဆင်းတယ်တတိထားပြီးတော့လောက်အောင်မှာနဲ့လုံးနှခုပြီးပိုက်ပိုက်သေးတာပြီးရပိုက်သေးတာဒီအမဲရရှိတာဒါတွေကိုဒီဒီလိုမှမလို့နဲ့တာမျိုးဒါတွေထည့်ထုတ်အောင်အမဲရကိုပုံအောင်ထည့်ထုတ်ရမှာ မှတ်တမ်းတ်ရှိရှိနဲ့ကျွန်တော်တို့စားနိုင်မှာဖြစ်တယ်။တချို့ကတော့တိပိတာဖြစ်လိမ့်မယ်။ဒါပေမဲ့တချို့အတွက်အဲတချို့တမျက်ချင်းရဲ့ဆိုလို့ရှိရင်ကျွန်မကိုလာလာမေးကြတယ်ဘယ်လိုတက်ရှည်လုပ်ရမလဲတက်ရှည်လုပ်ဘယ်လိုလုပ်ရမလဲမသိတဲ့အခါမှာသူတို့မချက်သာဖြစ်ပြီးဆိုတဲ့အကြောင်းပြောပြလို့ပေါ့နော်။ဒါပေမဲ့ဒါတချို့တမျက်ချင်းရဲ့တူကပြန်ပြီးတော့မှ share လိုက်ခြင်းဖြစ်တယ်။နောက်တစ်နေရာကဒီကျိုးပေါ့နော်။ ရောဂါဒီအခုလေးတွေကိုလည်းဒီလိုပြောပါအရင်လွယ်တာဖြစ်တယ်ဒါလေးတိသွားပြီဆိုလို့ရှိရင်တို့တို့အဖြူဖြူဖွဖွေးနဲ့တက်တက်ရှင်းရှင်းနဲ့ဒါကိုစားလို့လောက်စားနိုင်ပြီဖြစ်တယ်ချက်စားတာပဲဖြစ်ဖြစ်ပြုတ်ပြီးတုတ်စားတာပဲဖြစ်ဖြစ်ဒီလိုပဲလောက်စားလောက်စားလောက်စားနိုင်ပြီဒီပင်လည်းစားတော့ဒီတိုင်းဒီပိုင်းစားကြရတယ်အဲ့မဲ့တချို့ကဘလို့ကြရမလဲဘလို့တက်ရှင်းလောက်အောင်မသိတဲ့ခါမှမစားဖြစ်ကြဘူးလို့ပြောကြတယ်ပေါ့နော် အဲအခုဆိုလို့ရှိရင်ဒီခွခွေးလေးဖြစ်သွားပြီဒါတော့နောက်တစ်မျိုးနောက်တစ်မျိုးပေါ့နော်အာကျမတို့ဖတ်မှာတော့ဒါကိုဂုံခယူးလို့ခေါ်တယ်ဒါပေမဲ့တေချာအတိအကျတော့မသိဘူးကျမတို့ဆီကဂုံကတော့အမဲတွေပေါ့နော်ဒီအရောဘလို့ခေါ်လဲကျမမသိဘူးသိတဲ့သူရှိရင်တော့ဖြေသွားပေးပါတော့ဒါလေးတွေကိုတက်ရှင်းလုပ်တဲ့ခါမှာ ဒီအတွင်းထဲကနေလုံးလေးလေးဒါလေးတွေကိုနည်းနည်းချင်းချင်းချစ်ထုတ်ပြီးတော့တက်ချေလို့နော်ပြီးတော့ဒီအပြင်ကဒီရာတွေကိုလည်းချစ်ထုတ်ပြီးတော့မှတက်ရှင်းလုပ်မယ်ဒါကကျမတို့အာ fresh ပေါ့နော်တစ်ခါတော့ fresh ဖြစ်တယ်ဒါတော့ပြီးတာနဲ့လို့ပြစ်မှာပေါ့နော်ဒီနေရာလေးတွေဒါလေးတွေအဓိက က်ကြီးလုပ်ပြီးတော့မှတချို့လူတွေကတော့အစိမ့်စားကြတယ်ဒါပေမဲ့ကျမတို့ကတော့ပြုတ်စားမှာအစိမ့်တော့မစားရဘူးပေါ့နော်ဒါတခုချင်းစီတက်ကြီးလုပ်မှာဒါကတော့ကျမအချက်ချတောင်းနဲ့ရေပွဲစားပြီးတော့ပြုတ်နေပြီဖြစ်တယ်ဒီတော့လို့ရှိရင်ဒီတီချင်းကားကိုလည်းတခါရဲထည့်ပြီးတော့ပြုတ်မှာဆိုတော့ကျမတို့က အတူတူစားကြမှာဆိုတော့လေနော်အတူတူပဲရောပြီးတော့ပြုတ်လိုက်တယ်တခုချင်းစီတော့တီးတန့်စီမပြုတ်တော့ဘူးညာပြုတ်တဲ့ထဲထဲကိုစားနေငယ်ထဲမှာဒီပြုတ်တဲ့ထဲထဲကိုကျွန်မနန်းမြင့်တည်းရပြီးတော့ဂျင်းမြင့်ထက်ပြီးတော့ပြုတ်ထားတယ် ဆိုတော့အနံ့လေးလည်းမွေးပြီးတော့မှစားချင်းဆရာလေးအခုစားပြီးပြုတ်ပြင်းနေတော့အနံ့ကရနေပိုက်တော့ဆောင်းလာပြီအခုကျမတို့ပင်နေစာ soft လုပ်မှဖြစ်တယ်ဆိုတော့အရင်ဆုံးဒီထဲမှာနည်းနည်းပဲထည့်ထားပြီးအခုကျွတ်တူထည့်မယ်ပြီးတော့မြုပ်ပြီးအဆက်ကြိုက်ရင်တော့မြင်းများထည့်ပါနော်အစကြရင်တော့ငွေရုပ်ပြင်းများများထည့်လို့ရတယ်အခုကတော့တံမြာကြီး တံပီယိုတီမြန်မာပြည်မှာလို့တော့တံပီယိုတီမရှိဘူးပေါ့နော်ကျမတို့ဒီမှာတံပီယိုတီပဲသုံးရတာဖြစ်တယ်တံပီယိုတီနှလုံးကျမတို့သုံးထားတယ်ပြီးတော့စားနေငယ်ထင်တယ် ဆိုတော့ရေလဲနှဲ့ငယ်ထည့်မယ်ဒီထည့်ပြီးတော့အခုစပြီးတော့ချိန်မှဖြစ်တယ်အာရုပ်တင်နိုင်နဲ့နာနာပင်နိုင်ရဲ့ချက်ကွန်ဖျူနိုင်ရဲ့တံပြားတံပြိုတင်နဲ့လေးရဲ့အရန်မွေးပြီးတော့မှပိုက်လဲရန်ဆာနေပြီ။ ားလုံးအဆင်သင့်ဖြစ်သွားပြီပေါ့နော်ခောက်ဆက်လက်ပြုတ်လုပ်ပြီးပြီဂုံးတချစ်တော့ရေပွဲပြည်ကြီးငါခုနီတခွားတီအာပင်လက်စာ soft မုံညင်းဆလပ်ဖျန်တီကျိန်ငါတီလည်းပါတယ်နန်းနန်းပင်ပါတယ်ပြင်မပြရင်ねဒီ soft ကတော့ဒါတမျိုးပေါ့เนาะ ဆိုတော့အခုစပြီးတော့မှအတုံးတုံးမှဖြစ်တယ်ဒါကအတော့တော့မဆော့ကိုရစားပြီးထည့်မယ်။မြုပ်တီအဆက်ကြိုက်တဲ့လူကတော့ဆက်မြများထည့်ပါတော့။ကျမတို့လည်းအဆက်ကြိုက်တဲ့အတွက်အဆက်တော်မြများထည့်တာပဲ။ပြီးတော့ဒါကငပြာကြီး။ဒီငပြာကြီးအကျဲ။ပြီးတော့အဲ thank you 공피샘에 이래 찌치 넣어패매 이래 이징아 패매 이래 이부어 패매 မြင်နေကြနေနေရပါဘူးဒီကနေ့ရယ်အာမန်တင်မြုပ်တီစိနှံ့လေးရယ်ပြီးတော့ဆာလေးထည့်ပြီးတော့မှထပ်ပြီးတော့နေမှာဖြစ်တယ် ိကြတဲ့အတိုင်းပဲအတုတ်ရဲ့အနံ့ကအရင်ကမွေးနေတာပေါ့နော်မြေမြေဒီဖိနန့်လေးနန်းနေနန့်လေးနဲ့ဒီအာစုံချင်နန့်လေးတွေကလမ်းပြင်းပြန်မှမွေးနေတာပေါ့အာတိုက်ချင်ပြန် ုတ်လည်းပြီးသွားပြီဆိုတော့စားဖို့အဆင်သင့်ဖြစ်နေပြီဆိုတော့အရင်ဆုံးကျွန်မစပြီးတော့မှစားပြပါမယ်อืมอะยากองเนี่ย ကျိုးစရာမရှိအောင်ရမ်းကောင်းတဲ့ချင်းချင်းဆက်ဆက်လေးနဲ့อืมရေပွဲဆိုလို့ရှင်လဲနူးနူးအီအီလေးနဲ့อืมအရင်စားလို့ကောင်းပါရဲ့ဆက်ပြီးတော့စားလိုက်ပါဦးမယ်ကြီးစုပေးတဲ့အတွက်ထူးကျေးဇူးတင်ပါတယ်အရောက်တိုင်းဖျားသခင်ကောင်းချီးပေးပါစေ